ဂျိုရှွာဘန်ကချန်ပီယံကြီးပန်တိုချာနဲ့တောင်းကဘတ်စင်ကိုပွဲမထိုးသက်ရသေးဘူးလုံးဝကိုဒါပြိသက်တွေထင်မှမထားလောက်တဲ့အရာတွေရလိုက်တဲ့ကိစ္စကိုကျွန်တော်နေနဲ့ဒါပြိသက်တွေကိုတင်းဆက်ပေးခြင်းတလို့ဒါဂျိုရှွာဘန်နဲ့ပန်တိုချာရဲ့ပွဲတွေကိစ္စနဲ့ပတ်သက်ပြီးတော့ဘယ်လိုမျိုးဖြစ်ပေါ်လာနိုင်တယ်လဲဆိုရဲအကြောင်းအရာတွေကိုဒါပြိသက်တွေကိုအရေးပေါ်တင်းဆက်ပေးခြင်းနဲ့ပေါ့နော်ဆိုတော့ဂျက်ရှွာဘန်ကဒါပန်ဒိုဂျိုင်းနေတော့မထူရသေးဘူးဘာရလိုက်လဲဆိုတော့ကဘာကျော်သွားပြီဗျเนาะ Joshua Van ရဲ့ဒါ Instagram follower ဟာဒါတနည်းကဆိုရင်2သိန်းခွဲကျော်ပဲရှိသေးတယ်ဒီကနေ့မှာချိလိုက်3သိန်းကျော်သွားပြီဗျာเนาะ ဆိုတော့3သိန်း2000ကျော်သွားပြီတရက်တရက်ကို1000နီးပါးသတ်နေတာเนาะစဉ်းစားကြည့်ကြလိုက်တော့เนาะမြန်မာနိုင်ငံကကျွန်တော်တို့ပရိသတ်တွေတုံးနေကြတယ် Facebook လို့မဟုတ်ဘူး Instagram ကကဘာသုံးတာဗျာသိရမလားအရင်ကဟိုနိုင်ငံတကာ follower တွေကအရင်များတယ်ဆိုတော့ဟို Brandon River နဲ့မထူးခင်မှာ Joshua ဘိုင်း follower ခနဲ့စကီလောက်ပဲရှိတယ်ခနဲ့1000လောက်ပဲရှိတယ် Brandon River ကကျတော့3သိန်း2000 4000လောက်ရှိတယ်နော်အခုလက်ရှိလက်အဲ့လောက်ပဲသိုးပုံမသိုးမလာတော့ဘူး Brandon River Brandon River နဲ့ထူးပြီးတကလာမှာ เนาะဟိုဂျော့ရှွာမင်းရဲ့ follower 2သိန်းကျော်သွားတယ်ဗျာအခုဘန်ဒိုဂျာနဲ့ထိုးတော့မထိုးရသေးဘူး3သိန်းကျော်နေပြီထိုးပြီးရင် champion သာဖြစ်လို့ကတော့1 million ကျော်မှာဗျာဆိုတော့နေထားကြီးကြလိုက်တော့เนาะဒါ UFC ကိုရင်ကဂျော့ရှွာဘန်ကိုဘယ်လိုပြောရမလဲ champion ဖြစ်စေခြင်းနဲ့အရင်ရောင်တွေပြနေအလကားမဟုတ်ဘူးဂျော့ရှွာဘန်ဟာဟိုပြည်သက်တွေကိုဖျော်ဖြေမှုအပေးနိုင်ဆုံး fighter ဖြစ်တယ်လို့ဟို UFC ကိုရင်ကဒါတင်စားထားရပေါ့เนาะဘန်ဒိုဂျာကြီးက အရန်ကောင်းလို့တာမှန်တယ်ဒါပေမဲ့ပြင်းစရာကောင်းနေဂျိုရှွာဘန်လို့ online မှာပွဲဆိုအောင်လုပ်နိုင်တဲ့ပြည်သက်တီကိုလုံးဝရင်ခုန်ဆီလို့ရှောင်းအောင်လုပ်နိုင်တဲ့ဒါကျွန်တော်တို့လူရေးကောင်း fighter ကြီးကို UFC က flyweight တန်းမှာဗျာရှာနေရကြပြီအခုမှတွေ့တာเนาะဒါကြောင့်မလို့ဟို UFC ကိုရင်ကဘန်ယူကိုဗျာ promotion ဆင်းနေရလွန်ရောเนาะဟို Joshua ဘန်ကိုအနိုင်ရစေချင်နေတာဖြစ်တယ်เนาะဟို UFC ရဲ့ flyweight တန်းမှာ champion အသစ်ပေါ်ပေါက်ဖို့လိုနေပြီဆိုတော့ပြနေတာပေါ့ ဆိုတော့เนาะဒါတောင်ပေါ့လေဂျော့ရှွာဘန်ကဒါဟိုဒီအင်တာနက်ကိုတိတ်သုံးတာမဟုတ်ဘူးဗျာเนาะအခုအချိန်မှာဆိုရင်တော့ဒီအင်တာနက်ကိုတိတ်မသုံးရင်တော့ follower လုံးဝသိချင်ကိုတက်နေရပြီ sponsor တွေကလည်းတခုပြီးတခုဗျာတကယ်ဟိုကဘာကျော် brand တွေကြီးပဲဟာလက်မလဲသလို brand မျိုးစုံကလည်းချီးကပ်နေကြပြီဖြစ်တယ်เนาะဆိုတော့ဒီကအောင်မြင်မှုရလို့ကတော့ follower သန်းကြီးဖြစ်လာမှာဖြစ်တယ်လို့တကယ်ဟိုမှာသန်းကြီးတစ်ထည်လေးဖြစ်လာမယ်ကဘာကျော် brand တွေကလည်းသူတင်ပူပေါင်းလာမယ် ပန်ဒိုဂျာရဲ့ချက်တော့ပုံမှန်ပြီးတော့နာမည်ကြီးလာမှာဖြစ်တယ်เนาะအခုတော့မြန်မာနိုင်ငံတနိုင်ငံလုံးအတိုင်းအတာနဲ့တည်နေပြီเนาะဆိုတော့ကဘာကတည်သွားပြီအခုလည်းတဖြည်းဖြည်းနဲ့တည်လာကြပြီအနေထားတွေကလုံးဝပြောင်းလဲသွားမှာတည်ကြပဲเนาะနောက်တစ်ခုကတော့ကျွန်တော်တင်ဆက်ပေးချင်တာကတော့ Joshua Van နဲ့ Pandoja ရဲ့ဟိုဒီ UFC ကဘုတ်တင်ခွဲလိုက်ပြီပေါ့เนาะဒါ Joshua Van နဲ့ Pandoja နဲ့ဘယ်သူနိုင်မလဲဆိုတော့ဘုတ်တင်ပေးခိုင်းတဲ့ခါမှာလူရောက်ဒါကျွန်တော်3သိန်းလောက်ပေးတာမှာ ဒါအလက်ဆန်ဒါဘန်ဒူဂျာက86ရာခိုင်နှုန်းနဲ့နိုင်မယ်လို့ဒါပရိသတ်တွေကမဲပေးထားသလို24ရာခိုင်နှုန်းပဲရှိတယ်เนาะဘယ်ကျွန်တော်ရဲ့ဂျော့ရှွာဘန်က24ရာခိုင်နှုန်းပဲရှိတယ်တော်တော်လေးကိုနည်းတဲ့ရာခိုင်နှုန်းမှာဒါပဲမဲ့ဂျော့ရှွာဘန်ကခရီးပေးထားတယ်ပရိသတ်တွေကို promise တဲ့เนาะသူက title ကိုရောက်ရင်ပြမယ်၃ကြီးတွင်အလေးထုံးအောင်ကြိုးစားမယ်လို့ဆိုထားတယ်အာအလက်ဆန်ဒါဘန်ဒူဂျာရောနှစ်ချီအတွင်းမှာပဲဒါနော်ရာနက်ကချုပ်နဲ့နော် ဒါချုပ်ွက်နေပဲအနိုင်ရမယ်အနိုင်ယူပြမယ်လို့ဆိုထားပြီဖြစ်ပါတယ်ဆိုတော့ဘသူစကားကတကယ်ဖြစ်လာမလဲဆိုတာကတော့ကျွန်တော်တို့ကိုင်းထဲမှာပဲစောင့်ကြည့်အောင်ပါဗျာကျွန်တော်ရှာမှာတော့ဒီပွဲကိုနိုင်တာနဲ့ပွဲသိမ်းပြီ